အားလုံးမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာတကုံရွှေမြရေးသားထားတဲ့မလိုက်သူဆိုတဲ့ဝိတ္ထုဇာတ်လမ်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမလိုက်သူ အနောက်နိုင်ငံများတွင်ယောက်ျားကလေးများနှင့်မိန်းကလေးများရောနှောဆက်ဆံ၍လှုပ်လှက်စွာနေထိုင်ခြင်းသည်အရှိတိုင်းသူတိုင်းသားမျိုးစိ၌စန့်ကျင်ဘက်ဖြစ်လေသည်သို့သောမိမိတို့နင်းနှင့်မိမိကြည့်လင်များစွာမဆိုးလာကြ၏အနောက်နိုင်ငံများတွင် အများအဖြစ်မိန်းကလေးများသည်ငယ်စဉ်ကပင်ကြာဖူးနာဝဗဟုသုတများခြင်းမိန်းမများကိုနှုတ်နယ်သော အမျိုးအစားဟု၍အရှိတိုင်းနိုင်ငံများထက်အရေးပေးခြင်း မိန်းကလေးတဘောမတူပဲအတင်ဗလကာယပြုလုပ်ခြင်းများကို၎င်းအရွယ်မရောက်မီဖြက်စီးခြင်းကို၎င်းများစွာရှုတ်ချခြင်းအီချန်သောယာတိဥထုအတွက်အရွယ်ရောက်ခဲ့ခြင်းစတီတို့ကိုနောက်ခံ၍လွတ်လပ်သောဒလိထုံးစံများပေါ်ပေါက်ခဲ့လေသည်ကျွန်ုပ်တို့နိုင်ငံမှာမူပူအိုက်သောယာတိဥထုရှိလျင် လိန်နှင့်ပတ်သက်သော ဆန္ဒသွေးသားများသည်နှုတ်နယ်သောအရွယ်လေးများကိုပင်တိုးတက်ထားကြလျောင်းဖန်တီးလျာကား ဤအချက်နဲ့တကွလူမျိုး၏ထုံးတမ်းစင်လာများကို ပေါင်းဆက်ကြည့်ရှုသောအခါကျွန်ုပ်တို့အမျိုးသမီးလေးများအားစီကံတကြချုပ်တီးထားမှုတည်းလည်းအပြစ်မဆိုတာချေသို့သောအပြစ်ဆိုရန်တစ်ချက်မှာမြန်မာနိုင်ငံရှိ မိန်းကလေးများသည်ကျွန်ုပ်တို့ရသလောက်ရာခိုင်နှုန်း85ခန့်တို့သည်လိန်နှင့်ပတ်သက်သောဗဟုထုတကို အရွယ်၏အချိုးအစားလိုက်သိရှိနားလည်ခြင်းမရှိကြသေးချေ ၎င်းနှင့်ပတ်သက်၍ဆံယာမိဘဆွေမျိုးများကနှုတ်ဖြင့်ညွှန်ကြားခြင်းစနစ်ကျနစွာ ရေးသားထားသောစာအုပ်များကိုဖတ်ရှုခြင်းများသည် အကောင်းဆုံးဖြစ်ပေသည်။ပညာဘဟုသုတနှင့်ပတ်သက်၍ရေးသားရမည်ဆိုသောစာသက်၍အကြာမြင့်ရှိသောမိန်းကလေးတယောက်ကိုပူပန်ရရှိရန်ခတ်သလောက် စာမတက်၍အကြာအမြင့်ဘဟုတုဒ္ဒနေပါသောမိန်းကလေးများကိုလှဲ့ပက်ဖျားယောင်းရန်လွယ်ကူလေသည် စာကလည်းမတက်ပြန်စင်းရဲကလည်းစင်းရဲပြန်ဆိုသောခါ၌မူကားအပြူစစ်လေးတယောက်ကိုရရင်နှင်းစီပွင့်လေးတစ်ပွင့်ကိုခူးရသလောက်မခဲရင်လှကြည်မင်္ဂလာတုံလင်းပြန်ခွင့်အနီး၌မှတ်ဆန်းမြတ်ဆိုသူမင်းမပြိုလေးတယောက်ဒီကိုလီလောက်ဖြစ်အသက်မွေးမြူနေထိုင်ရပြီလင် အသက်90ကျော်ရှိ မျက်မမြင်မိခင်ကြီးကိုလှုပ်ကြွေးလက်ရှိ၏ထိုအချိန်ဒီကဂျပန်များအုပ်စိုးလက်ရှိသောခေတ်ဖြစ်၍ ဂျပန်စစ်သားများအထူးအားဖြင့်ဂျပန်စစ်ဗိုလ်များသည်မြန်မာမိန်းလေးဆင်းရဲသူကလေးများအားဖျက်ဆီး၍နေသော အချိန်ဖြစ်၏မှတ်စမ်းမြစ်သည်မိမိရရှိသောတနည်းအတွက်ဆင့်140ကိုမိခင်ကြီးအားပေးအပ်ကာတာမီနှစ်ယောက်တို့မှဆင်းရဲညုံညင်စွာ နေထိုင်ခဲ့ရလေသည်မှတ်စမ်းမြစ်တို့ကို အုပ်ချုပ်သောကူလီကောင်းမှ အင်္ဂလိပ်စာတပ်လူရွယ်တယောက်ဖြစ်၍ ဂျပန်စစ်ဗိုလ်များနှင့်အယောတဝင်ပေါင်းတင်ဆက်ဆံနိုင်သူဖြစ်၏၎င်းရဲ့မိမာမောင်စောမောင်ဖြစ်၍မောင်စောမောင်မှာအင်္ဂလိပ်လက်ထက်တွင်ဆရာဝန်တစ်ယောက်ဖြစ်ခဲ့တော်လေမိမိကိုယ်ကိုယ်ဇက်မြုပ်ကဤကဲ့သို့ ဝင်ငွေကောင်းလာသော အလုပ်ကိုလုပ်ခဲ့ခြင်းဖြစ်၏မောင်စောမောင်သည်ကိုလီကောင်းအလုပ်သားမက ဟင်းဒီဟင်းရွက်အမဲတားငားကိုကန်ထရိုက်ပေးသွင်းသော အလုပ်ကိုလည်းလုပ်သေး၏သူဖြစ်၍မောင်စောမောင်မှာ ကိုလီကောင်းဟုပင်အမိခံတော်လဲကိုလီတယောက်ပေါ်တွင်တစ်ဆယ်ဆင့်မြခေါင်းမို့ဖြတ်ချင်းမှတပါ အချားအလုံးမရှိချေတို့ဖြစ်လင် မောင်စောမောင်မှာစေကောင်းဝါကောင်းရှားပါလာသောဂျပန်ခေကြီးတွင်ဆရာဝန်အစားကိုလီကောင်းနှင့်ကန်ထရိုက်လုပ်ကို ရွေးချယ်ခြင်းဖြစ်လေသည်ထိုအချိန်၌အဝတ်အစားများလွန်စွာရှားပါသောအချိန်ဖြစ်ရာ မောင်စောမောင်သည်ဂျပန်စစ်ဘုံနှင့်စစ်သားများထံမှ စစ်နှင့်ပတ်သက်သောအဝတ်အစားများကိုဈေးချောင်ဖြစ်၎င်းတိတ်တဆိတ်ခိုးယူ၍၎င်းအပြင်အပမှဝင်ငွေရရှိပြန်သည်ဤသူဖြစ်ရကမောင်စောမောင်သည်ကူလီကူလီမများပေါ်တွင်ဩစာညောင်းယုံမကငွေကိုလည်းရေခဲသို့တုံးဆွဲနိုင်သူတယောက်ဖြစ်လေသည်စစ်၏အခွင့်အရေးကိုပိုင်သောစစ်ဗိုလ်များသာမဟုတ်ငွေကိုဖော်ဖော်သည်သည်တုံးဆွဲနိုင်သူများလည်းစင်ရဲသူမိန်းလေးများပေါ်တွင်မိကဲသို့တဘောထားသည်ကို အောက်တွင်ရေးသားအပ်သောမှတ်စမ်းမည်စကားပြောဆိုပုံကိုထောက်ချင့်ခြင်းဖြင့်သိရှိနိုင်လေသည်မှတ်စမ်းမည်သည်တိပင်ရဲတစ်ခုအောက်တွင်အသက်40ခန့်ရှိ မိန်းမကြီးတစ်ယောက်နှင့်တည်သူပြောဆိုလည်းရှိကြ၏မိန်းမကြီးမှာလောကီအကြောင်းကိုကောင်းစွာသိရှိနားလည်ဟန်နှင့်မှတ်စမ်းမည်အားချော့တကား၆တလဲမြောက်တကားပင်တလဲဖြစ်ဖျားယောင်သွေးဆောင်လည်းရှိရာ မိန်ကလေးမှာတခါတရံစိတ်အားထက်သန်သောမျက်နှာဖြစ်၎င်းတခါတရံလင်းကြောက်ရွံ့တုန်လှုပ်သောမျက်နှာဖြစ်၎င်းမိန်းမကြီးများ၏မျက်နှာကိုကြည့်ကားသွေဝေစင်းစားလျက်ရှိလေ၏မိန်းမကြီးသည်စေးဘောလိတ်ကိုမိညိပြီးနောက်စိတ်ကူးမလွဲပါနဲ့အမြင့်ရဲ့ဒီလိုဟာမျိုး တွေ့ရတာညီးကန်ကောင်းနဲ့မှတ်ပါညီးရုပ်ညီးရဲ့နဲ့တော်တော်ကြာနာဂာမူရာလက်ထဲကွိကနဲ့ပါသွားမယ်နားလေလားအလို့ ဖရဖရဖရဒီတရေကြီးများတော့စိတ်ကူးထဲတော့မထဲဝင်ပါဘူးတော်တော်စင်ရင်ညီးကတာကြောက်နေညီးကိုမေးတာနှခါရှိပြီအဟုတ်လားတော့အဟုတ်ပြောတာပေါ့ဤညီးကိုငါကလိန်ပြောရအောင်မလားဒါကြောင့်မောင်စောမောင်လိုလူမျိုးကိုယူလိုက်ရင်ဂျပန်ရန်ကအေးရောမဟုတ်လားထိုကမဆမ်းမြစ်ဒီခေါင်းကိုငုတ်လဲကျမလည်းဒီနေ့မှအပြူဖြစ်ပါတယ်တော်တော်ဖျားကိုဆူးရပါစေရဲ့။အိုး ညီချင်းနေစမလိုပါဘူးငါသိပါတယ်နှုတ်ပေမဲ့မှန်တာပြောရရင်ညီကြည့်ရတာဒေါ်စိန်ဒီစကားကိုမဆက်ပေမဆမ်းမြင့်ဤကြစ်ကြစ်လေးလေးနဲ့အဖူထက်များထွက်ရနေသောကိုလုံးကိုတင်းကျုံ၍ကြည့်လိုက်ရာဒေါ်စိန်ဤကြည့်ရှုခြင်းမှာစကားပြောသည့်ထက်ပင် အတိတ်ပဲပါလှပေ၏မဆမ်းမြင့်မှာမျက်နှာပေါက်အစဉ်ပြေယုံများရှိ၍မိမချောတရားဟုမဆူလောက်စေကမူယောက်ျားများ၏အလိုပြေဝစေရန် ဆန္ဒမျက်စိဖြင့်ကြည့်ရှုပါကစွဲမက်လောက်သောအဋ္ဌိယအလှမျိုးကိုဆောင်လက်ရှိသော ရုပ်မျိုးဖြစ်လေသည်ရင်အောင်ရင်သားများသည်အသွင်းဇာဘော်လီအင်ကြီးကိုအသင်းရုံးကထွက်တော်မီကဲ့သို့ရှိနေရာတွင်ခါအောက်သို့ဆွင့်ဆွင့်ကားကားကြဆင်း၍သွားသောတင်ပါနှင့် ပေါင်တန်များမှလည်းအာယုံကိုဆွဲဆောင်စေနိုင်သော အနေအထားပေါ်ထွက်လျက်ရှိ၏မဆမ်းမြစ်သည်ဒေါ်စိန်ပြောသောစကားများကိုပြန်၍မခုခံနိုင်ပေ ရှေ့အင်းကြီးစကိုဆွဲလိုက်၏ထမိန်ကိုပြင်၍ဝဲလိုက်သည်၏ဒေါ်စိန်ကဆက်၍ပြီးတော့ညီမေကြီးမမာလို့ငွေ90လောက်လဲလိုချင်သေးတယ်ဆိုဟုတ်ကဲ့မောင်စောမောင်တို့ကဒီလောက်ငွေများတော့အပြော့ပေါ့၏အိုဒါနဲ့ကိုစောမောင်မှာမိန်းမနှစ်ယောက်တောင်ရှိတယ်ကြားပါလားဒီဟာဟုတ်ရင်တော့ကျမတိတ်ကြောက်တာပဲယောက်ျားဆိုတာဒီလိုပေါ့၏အပြော့အပန်းနည်းနည်းပါးပါးတော့လိုက်ကြတာပေါ့ သူတို့ကမရဆိုတိုင်းဟုတ်ရမှာလားကိုချစ်တာသာဗဒါနာမဟုတ်ဘူးလားတော်တော်ပြောတာဟုတ်တော့ဟုတ်ပါတယ်အေးဒါပဲလို့ချင်တယ်နှက်ပြန်စကားပြတ်မင်းမြန်မဲမြန်လို့လှတယ်တော်တော်ဟဲ့ဒါမျိုးဆိုတာမြန်လီကောင်းလီပေါ်အမြင့်ရဲ့နှက်ပြညာသူညီတော်အိမ်ကိုအလေလာလိုက်မင်းမဆမ်းမြစ်ဒီအဖြေမပေးပေးမျက်ရည်များကိုအင်းကြီးလက်ဖြားဖြင့်တို့၍နေဤ ဒီလိုနဲ့ကျမဘဝကဆုံးရတော့မှလားတော်တော်။အိုးအမြင့်ကလည်းမဟုတ်တာတွေပြောနေပြန်ပါပြီ။မိုးတံပါနဲ့မြင့်အခုလိုဖြစ်ရတာကိုမောင်လည်းမကောင်းလို့သူ့ကိုအားကိုးမိလို့ဒီလိုဖြစ်ရတာ။မဆမ်းမြင့်မှာရခင်ကရွာထဲတွင် အတော်အတန်မျိုးချစ်စိတ်ရှိသည်ဟု နမေရသောမောင်လည်းဆိုသူနှင့်ချစ်ကြိုက်ခဲ့ဘူးရာ။ယခုခါ၌ကမောင်လည်းမှာဂျပန်ကင်ပေများလိုက်လိုက်ရှာဖွေလက်ရှိသည့်ဖြစ် မိသည့်အရက်သို့ရောက်နေသည်မသိချေမောင်လေးမှာဆက်ရှင်နှင်းမြသာရှိတော်လေတက်သည်နှင့်ပြေဆုံးသူတယောက်ဖြစ်ရာကင်ပင်များလက်တွင်မှလက်သလုံးချားမြလွှတ်၍သွားခဲ့၏မဆမ်းမြင့်နှင့်မောင်လေးတို့မှတမင်းရီးစားဘဝသို့ရောက်ခဲ့ပြီးနောက်နှစ်ချိန်မြတွေ့ဆုံစကားပြောဆိုခဲ့ပူးတော်လေမောင်လွင်တီမဆမ်းမြင့်ပေါ်တွင်တာမန်ပွေဖက်နန်းရှုပ်ခြင်းမှတပါကိုထီးလက်ရောက်ကျူးလွန်ဆော်ကားခြင်းများမရှိခဲ့ကြ ဒေါ်စိန်ဒီစိတ်ဆူးဟန်ပြုလက်ညီမဒီကောင်ကိုကြီးမြော့နေဒီเจ้าတင်မြမတ်စတာကြီးတည်သွားရင်ညီမဒုက္ခရောက်မယ်ကြားလားထိုကမဆမ်းမြစ်ဒီမျက်နာငယ်လေးနဲ့တော်တော်မှုပြောတာပေါ့တော်တော်တခြားလူမသိပါစေနဲ့ညီကြီးကောင်ကဂျပန်တွေကိုအင်မတန်အထင်မြင်သေးတာ၏သူကအင်္ဂလိပ်များပြန်လာအောင်မဲ့ထင်လို့ထင်ပါရဲ့တခင်တွေနဲ့ပေါင်းတက်မတော်နဲ့ပေါင်းငါကမဟုတ်ကမှလွယ်ရောဒီကောင်ဟာတရှုထင်နေ ဒီလောက်လည်းဟုတ်မှမထင်ပါဘူးတော်တော်ရင်ကိုလွင်ဟာ မျိုးချစ်စိတ်ရှိတာတော့အမှန်ပဲနှုတ်ပေမဲ့ဒီလောက်တော့စွမ်းမဲ့မထင်ပါဘူးကိုင်ကိုင်ကိုင်ငါသွားစရာရှိသေးတယ်နတ်ပြညနော်ကိုလီကောင်းမဆိုင်ထွက်သွားတော့ခါနိုင်ကမဆမ်းမြက်မှာမျက်ရည်ဆက်လက်နှင့်ကြံရိပ်ရှာလေ၏သူ့ဖြစ်ရကမဆမ်းမြက်ဘဝမှာနောက်တနေ့ည၌ဆုံးရှုံးရရှာလေ၏အရွယ်မရောက်တယောက်မိန်းကလေးအဖြစ်စည်းသူသည် တသက်ပတ်လုံးကြီးစုထောက်ပံ့၍ထားမိဆိုကတော်ပါသေး၏သို့သောမောင်စောမောင်ဤသွေးဆောင်ချင်းများမှာအနှင့်မရှိသောသွေးဆောင်ချင်းများသာဖြစ်ရကနောက်တလခန့်ကြာရှိသောက ပြားကောင်သည်ပန်းဝိရီကိုဆုပ်ယူ၍အတော်ဝဝလင်လင်ရှိသောကပန်းဖွင့်ကိုတွေကငှဲ့ကွက်ခြင်းမရှိပေထွက်ခွာပြန်တန်းသွားပြီးတဲ့ကဲ့သို့မဆမ်းမြင့်အားစစ်ဖို့နာဂမူရာ၏လက်သို့ပေးအပ်လိုက်လေသည် မဆမ်းမြည်ကကြမှာမှာဤမြနှင့်မဆုံးနိုင်သေးခြင်းအထက်ပါဖြစ်ပြများမှာဂျပန်လက်ထက်မှအဖြစ်ပြများဖြစ်၍ယခုအင်္ဂလိပ်လက်ထက်တွင်မိကဲသို့ဖြစ်ပြမည်ကိုကျွန်ုပ်တို့စောင့်ကြည့်ရန်သာရှိပေသောကြောင်းဖေရာလန်ရှိသုံးထပ်သတ္တဤအောက်ထပ်တိုက်ခန်းတစ်ခုမှာ အကွက်အကွင်းကျသော နေရာတစ်ခုဖြစ်သည့်အတိုင်းလက်ရှိနေထိုင်သော ဖနှားချုပ်ဆိုင်ပိုင်ရှင်ကလာအားဆရာဝန်တယောက်ကဆလာမီငွေ3000မြပေး၍နေရာကိုဝယ်ယူပြီးလင်စေကန်းတစ်ခုဖွင့်လေလေ၏ဆယ်ရက်တွင်၌ပင် ဟောင်းနွမ်းသောဖနှားချုပ်ဆိုင်လေးမှာဆေးအဖြူများတုံ့ပြန်ထားသောဆေးဆံဒီဇိုင်းဖြစ်သောပြောင်းလဲခဲ့ပြီးလင်ပြောင်းလဲတော့ပါသောပလင်းဖန်ဘူးဖန်ခွက်မှဆ၍ဆေးနှင့်ပတ်သက်သည့်အသုံးဆောင်များဇပွဲဘီရို ကလထိုင်းစတော့အိမ်ထောင်မှုပြိဘောကများဖြင့်ပြည့်နှက်လက်ရှိ၏ဆရာဝန်ဤစင်စားခန်းလေးအပြင်ဆက်နှစ်ပြည့်ကိုပေမြကျဲဝင်သော ခွဲစိတ်ခန်းလေးတစ်ခုကိုလည်းနှောက်ခန်း၌ထားရှိလေ၏ဆရာဝန်မလေးတစ်ယောက်ဆေးရောင်သောဆေးရည်လေးတစ်ယောက်ဒရဝန်တစ်ယောက်မဲဆေတစ်ယောက်မှစ၍တားနာစွာထားနိုင်သည့်ဖြစ်အတော်ပင်ခန်းနာသောဆေးတိုက်ဖြစ်သောပြောင်းလဲလာခဲ့လေသည်တိုက်ရှိတွင်ကခြေဝဆိုင်ပုတ်ပေါ်တွင် ဒေါက်တာဆောမောင်ဟု တွေ့ရှိရ၏၎င်းမှာဂျပန်ခေတ်ကဇမ်းမြုပ်ခဲ့သူကျွန်ုပ်တို့၏မိတ်ဆွေမောင်ဆောမောင်ပင်ဖြစ်လေသည်တလကျော်နှလနီးပါးများကြာရှိသောအခါစေခန်းကလေးမှာဆေးဝယ်လာသူများ ခွဲစိတ်မိလူမမာများဖြင့်ပြည့်နှက်ပြီးလင်ဆေးဆိုင်ခန်းသားသလောက်စီကား၍လာခဲ့၏ဆရာဝန်ဦးဆောင်မောင်မှာ ဓာခုတ်လှန်ထိုးစသောရုတ်တရက်တွေးထွက်တန်းယုံမှုများတွင် အခွဲအစိတ်အဖြတ်တောက်ခြင်းလေကြောင့်ဖြစ်အတော်ပင်ကြော်ကြား၍လာခဲ့၏သူဖြစ်ရကအသက်ပင်ငယ်တော်လေဆရာဝန်ဦးစောမဟုသောအမိမှာလူကုံထံရက်ခွက်များတွင် အတော်ပင်ထင်ရှား၍လာခဲ့ပြီသည်ဦးစောမမှာအောက်ခန်း၌ဆေးဆိုင်ဖွင့်ပြီးလင် အပေါ်ခန်းတွင် အစီခံတယောက် ထမင်းချက်သမားတယောက်နှင့်ထိုအခါကနေထိုင်ခဲ့၏ တားမယားကိုအတိတကြမယူဘဲအပျော်ပါလိုက်စားခြင်းဖြစ်တာမိမိဘဝကိုတင်းထိတ်ရောက်ရဲခဲ့သူဖြစ်ရကား၎င်း၏ဝင်ငွေမှာမနှဲလှတော့လေရှာဖွေရရှိသောငွေတို့မှာမဆုဆောင်မိပင် ထိုလန်းသို့တတွင်တွင်စီးဆင်းလက်ရှိကုန်လေသည်တညတနိုင်ဆရာဝန်ဦးစောမောင်သည်ဘရိုကင်လမ်းမှជីជីဆိုသူမိမတယောက်အိမ်သို့၉နာရီတွင်သွား၍တွေ့ဆုံရန်အချင်းချက်ရှိသည့်ဖြစ် ည၈နာရီမှပင် ရေမိုးချိုးပြီးလင်အဝဲအစားများကိုလဲလှယ်ရှိလေ၏ရေမွေးပလင်းမှတဝက်နီးပါးများကုန်အောင် ရေမွေးကိုစုပ်ပြီးသောစပင်းကိုစီမွေးများလိမ့်ပြီးမှကော့စမက်တစ်ဖြင့်အချိန်ချင်းပုတ်သက်လေ၏မျက်နှာကို ပထမဟေးဇလင်မိုးပွင့်ဖြင့်ပုတ်သက်လိမ့်ချေပြီးလင် ပေါင်သားကိုမတိမတာရိုက်ပြီးနောက်ကိုလုံးပေါ်မှန်ရှိတွင် အခေါက်ခေါက်လျှောက်ကရွှေလက်ပတ်နိုင်ကိုသုံးချိန်ထပ်မနေကြည့်မိ၏ ရှင်းနိုင်ခွဲတွင် အိမ်ကထွက်တော့မီဟုပြောင်ချိုပေါ်တွင်တင်း၍ထားသောငွေလက်ကန်ရိုးတက်ထားသည့်ဒုတ်ကောက်ကိုလှမ်း၍ယူလိုက်သည်နှင့်တပြိုင်နက်တိုက်ရှိတွင်ကားတစီဆိုက်၍လာပြီလင်တကားခေါက်တံကိုကြားရသည်နှင့်ဦးစောင်းမောင်သည်တစ်ချက်မျှတောက်ခေါက်လိုက်ပြီးနောက်အချိန်မရှိမှဘာကိစ္စများလဲမသိပါဘူးကွယ်ဟေ့တကားဖွင့်လိုက်စမ်းဟု အစေခံကိုလှမ်း၍ပြောလိုက်၏အစေခံသည်တကားကိုဖွင့်၍ပေးလိုက်ရာ ခါကုံတော်ကလားအဖိုးကြီးတယောက်ဒီတောင်ဝေးကိုထောက်ကအခန်းတွင်းတို့ဝင်လာလေ၏ကလားကြီးမှာမုတ်ဆိတ်နဲ့သပင်များဆွတ်ဆွတ်ဖြူလျက်ဂျေးလင်းလင်းကပ်၍နေသောခေါင်းပေါင်းကြီးကိုလည်းပေါင်းရထားသည်။၎င်းသည်ဆရာဝန်ဦးဆောင်မောင်အားအယုဒေပေးပြီးနောက်ဒေါက်တာဆက်ဟိန်နူပါရာဖြင့်ထိုင်ပါခမားထိုင်ပါဘာကိစ္စရှိပါလဲ။ကျွန်တော်မိမနည်းနည်းဓာတ်ထိသွားလို့ဆရာဝန်ကြီးစီပြေးလာခဲ့ပါတယ်ခင်ဗျာ။ တစိမ့်လောက်လိုက်ခဲ့ပါအချိန်မရှိဘူးဗျာ9နိုင်အောင်ထိုးတော့မယ်ပြီးတော့လူတယောက်နဲ့တွေ့ဖို့ချိန်ထားတာလည်းရှိတယ်ကြုံအဝတ်လဲထားတာကြည့်ပါလားတိတ်ပြီးအားနာပါလေခင်ဗျာနှုတ်ပြီမဲနည်းနည်းဆိုးရိမ်နေတဲ့အတွက်ကာငါးပြီးဆရာကြီးစီချက်ချင်းလာခဲ့တာပါခတ်တာပဲဗျာတိတ်ခတ်တာပဲသွားဆရာလာဆရာရှိမှဖြစ်ခမားတို့ပေါက်လာပြီမျောနေရင်ဖြစ်မလာကြဘူး စိတ်မဆိုးပါနဲ့ဆက်ကျွန်တော်ငွေရှိသလောက်ဆရာကြီးကိုကြော့ပါလေခမားကဘလောက်ပေးမှလဲကလားဖိုးကြီးဒီခါကြားထဲတွင်လင်၍ထားသောလက်ကန်ဘဝဟောင်းတထည်ကိုဖြေးလိုက်ရာစက်ကူလိတ်လေးတလေးကျလာလေ၏အဖိုးကြီးဒီစက်ကူလိတ်ကိုဖြန့်၍ငွေစက်ကူတရာတန်းသုံးချက်ကိုစပွဲပေါ်သို့တင်လိုက်လေ၏ကျွန်တော်တထည်မဟုတ်ပါဘူးခမား ကိစ္စကကျွန်တော်အင်မတန်ချစ်တဲ့မိမရဲ့ကိစ္စမို့ပေးရခြင်းဖြစ်ပါတယ်။ဒီငွေဟာ ကျွန်တော်မှရှိစုမဲ့စုပါပဲ။ဦးစောမောင်ဒီငွေဝင်ကောင်းတော်လေအစင်မပြတ်ငွေလိုလဲရှိသူတယောက်ဖြစ်တဲ့ဖြစ်အလွန်ဆုံးနိုင်ဝက်ခတ်မြလောက်ရမိလွယ်ကူသောအလုပ်တစ်ခုအတွက်ငွေ300မှာကံကောင်းသောဆရာဝန်များသာရသောအဖိုးအစားနာဖြစ်ကြောင်းသိရှိလေ၏။ထိုနေ့မှာလှဆန်းတရက်နေ့ရှိပြီဖြစ်တော်လဲ အိမ်လခ250ကိုမပေးရသေးစေ။ထို့ပြင်ជីជីကမယမကပူစာလက်ရှိသောလက်ပတ်နိုင်လေးမှလည်း150ပေး၍ဝေရအောင်မည်ဖြစ်၏။ထို့ဖြစ်၍ជីជីထံတနိုင်ခန့်နောက်ကျခြင်းတွက်အရေးမကြီးလာချေ။ဤအကြောင်းများကိုစဉ်းစားမိသောအခါဥသောမောင်ဒီကလာဖိုးကြီးနောက်သို့လိုက်ပါရန်စိတ်ကိုပိုင်းဖြတ်လိုက်လေ၏လူမမာကပဲမလဲစကူလမ်းမှာပါဗျာ ကိုင်းလီလိုက်ရတာပေါ့ကျုပ်ကတော့ကားနဲ့ပို့ပေးရမယ်နော်စိတ်ချပါဆက်ပြန်ပို့ပါမယ်ထိုကဥဆုံးမောင်လည်းအစီခံအားအောက်ထပ်မှဆေးတိုက်တကားကိုဖြန့်စီ၍မိမိအလိုရှိသောဆေးနှင့်ပစ္စည်းများကိုခီးဆောင်တရေအိမ်၌ထည့်ပြီးနောက်ကလားကြီးကားပေါ်သို့တက်လေ၏ကားမောင်းသမားနှင့်စပယာတယောက်သည်ရှေးမှထိုင်၍ကလားအဖိုးကြီးနှင့်ဥဆုံးမောင်မှနောက်ခုံမှထိုင်ပြီးလျှင် ကားကလေးဒီမောင်းကူမာရီလမ်းတစ်လျှောက်အနောက်ဘက်သို့ပြေးလွှားလာခဲ့ပြီလင်လမ်းမတော်သို့ရောက်တော့ကတလဟိုစီဘက်သို့ကွေ့၍အချိန်ပြင်းစွာဖြင့်မောင်းသွားလေ၏ဆက်ရှိလမ်းထိပ်သို့ရောက်တော့ကကားကလေးဒီလက်ရဖက်သို့လှည့်၍လမ်းကြားထဲသို့ဝင်သွားလေ၏ထိုနေ့ဒီကလှရောက်ကင်းမဲ့သောညတညဖြစ်သည့်ပြင်မိုးဖွဲလီများတဖြောက်ဖြောက်ကျနေသည့်ဖြစ်လမ်းပေါ်၌၎င်းအနီးပတ်ဝန်းကျင်၌ လူသွားလူလာပြက်ဆဲလက်ရှိလေသည်ကားသည်လေးထပ်တိုက်သလုံးအရှိတွင်ရက်ပြီးနောက်ကလာအဖိုးကြီးသည်ရှေးဥစွာကားပေါ်မှဆင်းပြီးလင်ကားတကားကိုကျင်လဲစွာဖြန့်ပေးလေ၏ကလာတယောက်သည်လက်ဆွဲမှိုင်သလုံးဖြင့်တိုက်ပေါ်မှဆင်းလာပြီးလင်မှိုင်ကလာကြီးအားကြိုဆိုလေသည်ထိုခါ၌ကားလေးသည်လှင်မြန်စွာထွက်၍သွားသည့်ဖြင့်ဦးဆုံးမောင်ကဘဲနေလေဗျာကားကိုပြန်လှုပ်လိုက်ပြီလား ကိစ္စမရှိပါဘူး15မိနစ်တွင်ပြန်လာပါလိမ့်မယ်တိုက်ပေါ်တာကြွပါလက်ဆွဲမှိုင်းရည်နဲ့ကလားဒီစေးတည်ရဲ့အိတ်ကိုဥဆုံးမောင်လက်မှလှမ်းယူပြီးလင်ရှေးမှလမ်းပြ၍အပေါ်ဆုံးထက်သို့လှေကားမှတက်သွားလျာဆရာဝန်ဥဆုံးမောင်နှင့်ကလားကြီးဒီ၎င်းနောက်မှ လိုက်ပါသွားကြလေ၏အပေါ်ထက်၌ကအိမ်ရှိအေခန့်ဒီပေ20ပတ်လေခန့်ကျယ်ဝင်း၍ ရှင်နန်စီလာတာမှန်အင်လေးတစ်လုံးသာထွန်းလင်းလျက်ရှိ၏ဇပွဲဝိုင်းတစ်ခုအနီး၌တစ်သားကလထန်အကျန်းတစ်လုံးရှိရာဇပွဲပေါ်၌ကနှစ်ပေစီခန့်မြင့်သောတန်ဖြူကြီးတောက်ကြီးနှစ်ခုကိုတင်ထားလေ၏တန်ဖြူကြီးတောက်ကြီးများမှာ လုံဘတ်ထွာဆိုင်ခန့်မြရှိ၍အဖုံးဖြင့်ကြာနာစွာပိတ်ထားလေသည်ဦးစုံမောင်သည်ကလထန်ပေါ်၌ထိုင်ပြီးလင်အင်းဤအခြေအနေကိုမသိမသာအကဲခတ်လျက်ရှိ၏ အိမ်အမိုးနှင့်နေရများ၌ပင့်ကူအိမ်နှင့်ပင့်ကူမြေးများ၎င်းဖုံအလင်းလေးကပ်၍နေသောကြမ်းပြင့်ကို၎င်းသွေးမြင်ရာရောခာဦးစုံမောင်သည်အနှဲငတ်တင်ကမကင်းဖြစ်၍လာ၏ကလားကြီးသည်ဦးစုံမောင်တင်ကမကင်းရှိသည်ကိုရိပ်မိသည့်ဟန်ဖြင့်ဒီအိမ်ကကျွန်တော်တို့ဒီကနေ့မှ ပြောင်းလာတယ်ဗျပြီးတော့အိမ်ကလူမနေတာကြာလို့အတော်ပြက်စီးနေတဲ့အိမ်ပါဒီအဘောတမီးကလည်းအခုမရသေးတော့လင်းလင်းချင်းချင်းတော့မရှိဘူး ်ဆရာကြီးကိုတော့တိတ်အားနာเสียကောင်းနေပြီ။အိုးဒီတွက်တော့ကိစ္စမရှိပါဘူး။ဘယ်မှာလဲခမားမိမလူမမ။ရှိပါတယ်ခမားရှိပါတယ်။အတွင်းခန်းနေမှာပါ။ဆရာသာအထဲကြွပါ။ကျွန်တော်တော့တွေးတန်ရေရေမကြည့်ဝင်ဘူးခမား။ဘယ်လောက်များများလို့လဲ။အတန်လဲပါတန်းများမကြပါလားခမား။အိပ်ပျော်များနေသလားမပြောတတ်ပါဘူးခမား။ဆရာလာလေ။ကလားကြီးဒီလက်ဆွဲမှိုင်ကိုဆွဲပြီးလင် ခန်းစည်းတစ်ခုကိုမ၍အတွင်းခန်းတို့ဝင်သွားရာဦးစောမောင်လည်းနောက်မှပါသွားလေ၏အခန်းတွင်း၌ကဖျားတစ်ချက်ပေါ်တွင်မိန်းမတစ်ယောက်ဤပုံသည်မလုံမရှက်ဆန်းဆန်းရဲရဲအိတ်လက်ရှိရာဒူးစင်မမျက်နာကို ဖုံးထိတိုင်အောင်ပိတ်စတစ်ခုဖြင့်အုပ်၍ထား၏မဲနတ်သောသပင်တို့မှဆန်ဆမဆ၍နဘေးတို့ဖြန့်ကျဲ၍ကြနေ၏။ဦးစောမောင်သည်အဝိတ်ကိုမလှန်ဝင်တကဲ့သို့ ခက်ရွံ့ရွံ့ရှိနေလေရာကလာအဖိုးကြီးလည်းဟိန်နူစတန်နီဘာသာဖြင့်အာမနာဘာနဲ့ဆရာဝန်ကြီးကြည်တာကြည်ပါဟုပြောသည်ဖြင့်ဦးစုံမောင်သည်တုံရင်တော်လက်များဖြင့်အဝိတ်ကိုလှန်လိုက်လေ၏အဝိတ်ကိုလှန်လိုက်သည့်နောက်တစ်ပြိုင်နက်ဦးစုံမောင်မှာတနတ်ထိမှလိုက်ပြီးတကယ်တော့လက်ထဲမှာတင်ရင်အိပ်ပင်ကျမ်းပေါ်တို့လွှတ်၍ကျသွား၏အချောင်းမူကမိမ့်မ ాయి ဘိုက်နေရာမှာဥများသည့်ဘိုက်ပေါ်တွင်စုပုံလဲရှိနေသည်ကို တွေ့မြင်ရတော့ကြောင့်ပေသည်ထိုခဏ၌နောက်မှပြင်းစွာရီမောလိုက်သောအတန်တစ်ခုကိုကြားရသဖြင့်ဦးစောမောင်သည်နောက်တို့လှည့်၍ကြည့်လိုက်ရာခါကုံသောကလာအဖိုးကြီးသည်၎င်း၏မုတ်ဆိတ်နှင့်သပင်ဖြူများကို ဖြုတ်၍ချလိုက်သည်ကိုတွေ့မြင်ရလေ၏ထိုကကလာ၏မျက်နှာမဟုတ်တော့ဘဲအသက်20ကျော်ခန့်ရှိ အသားညွန်ညူမြန်မာလူမျိုးလူငယ်တယောက်သည်မိမိအားမထီလေးစားရှိသောမျက်နှာဖြင့် ဟဟပပရီမောလက်ရှိဒီကို တွေ့ရလေသည်။ဘာလဲမင်းငါငါ့ကိုပမာမခက်နဲ့ဒီအလောင်းကြီးပြရအောင်ဘာအဓိပ္ပာယ်နဲ့ခေါ်လာတာလဲ။ဘာအဓိပ္ပာယ်လဲဆိုတာမကြခင်ခမားသိမှာပေါ့။ဒီမှာမျက်နှာကိုကြည့်စမ်းပါဦး။ထိုထူးဆန်းသောတငယ်ဒီမျက်နှာအထည်အုပ်ရနေသော အလောင်းမအဝတ်ကိုခွာ၍ချလိုက်ပြီလင်။မှန်အိမ်မီးရောင်ကိုမျက်နှာအနီးသို့ကပ်၍ပြလေ၏။အလိုလီ ဖျားဖျားဖျားဒါဘာတူလေမှတ်မိသေးရဲ့လားအလိုမှတ်စမ်းမြင်ပါလားမှတ်မိသေးတယ်နော်မှတ်မိမှာပေါ့လေတလားလောက်ပေါင်းပြီးမှ နာဂာမူရာလက်ထဲကိုအပ်လိုက်တာပဲဘဲနဲ့ဗျာသူများသားသမီးကိုကိုအတီတကြမပေါင်းချင်ဘာဖြစ်လို့အဆကယူရသလဲကလေးစိတ်မပြောက်တပြောက်ကိုနှူးနှက်ပြီးမရရအောင်လဲယူသေးရဲ့ အားရတော့မှစစ်ဘုတ်ကိုဂျပန်ဝင်တထောင်းနဲ့ရောင်းစားတာများတော်ရော့သလားဗျာခမားကဘာလုပ်လဲမောင်လွင်လေကျုပ်တို့အလုပ်ကိစ္စတွေပြီးတော့မှပြန်လာရတယ်လာတော့လေစမ်းမြစ်ဟာဂျပန်တွေ ပြေးပြီးတဲ့နောက်ရစရာမရှိအောင်ပျက်စီးနေပြီဗျဒါကျုပ်အပြစ်မဟုတ်ပါဘူးအောင်မင်းဒါခမားအပြစ်မဟုတ်သေးဘူးလားထွေးဗမာလူမျိုးဖြစ်ပြီးကို့မျိုးကိုဖျက် ကိုမယားကိုရောင်းစားတာများအပြစ်မဟုတ်သေးဘူးတဲ့။ကဲလာလာအပြင်ခန်းကိုမောင်လင်းဆိုသူဒီအယောင်းဝယ်အလုပ်ကိစ္စတစ်ခုအတွက်စကားပြောနေပြီးတကယ်တော့အေးစိလာတော့အမှုရာလည်းရှိပြီ။ကဲထိုင်စမ်းကလပ်ထိုင်ပေါ်မှာအဲဟုတ်ပြီ။၎င်းကိုယ်တိုင်မှာဇပွဲပေါ်တွင်တင်ပလွဲထိုင်လိုက်လေ။ဆရာဝန်ဦးဆောင်မောင်မျက်နှာမှာစိတ်ဆိုးခြင်းကြောက်ရွံ့ခြင်း လက်တုံပြန်လို့ခြင်းအဆရှိသောလက္ခဏာများဖြင့်ပြည့်လျက်ရှိ၏ခမည်းဟာဆရာဝန်တိုင်းပြည်ကိုကယ်တင်နိုင်တဲ့ပုဂ္ဂိုလ်တယောက်ဗမာမာလေးတွေကိုဂျပန်ဖျက်ဆီးတာတောင်ခမည်းကစောက်ရှောက်ဖို့ဝတရားကိုမပြောနဲ့ဘူးဂျပန်ကိုလည်းအခွန်ဆက်တယ်ခမည်းကိုယ်တိုင်လည်းဖျက်ဆီးတယ်ဘာဆင်ချေပေးလို့သေးတယ်လဲဦးစောမောင်ဒီတစုံတရာပြင်းမပြောတော့ဘဲအန်သွားများကိုကြိတ်ကရှိနေလေ၏ခမည်းမှာ ဘာအကြောင်းများထုချေစရာမရှိဘူးခမည်းအကြောင်းလဲကျုပ်ကအကုန်သိပြီပြီဒီတော့ခမည်းကိုစင်ချက်ချဖို့တာလိုတော့တယ်ဟိုခန်းထဲကတယောက်တော့စင်ချက်ချပြီပြီအော်တခုတတိပေးလိုက်ရအောင်မင်းခမည်းမှာဘာလက်နက်မှမပါဘဲနဲ့ကျုပ်ကတော့ခုခံမယ်များမချန်နဲ့မောင်လွင်ဒီအိတ်ထဲမှာတန်းရောင်ငါးလုံးပြုတ်တဲ့နယ်လေးကိုထုတ်၍ပြပြီးနောက်အိတ်ထဲသို့ပြန်၍ထည့်ထားလိုက်၏ ခမည်းကိုစီရင်ချက်ချမှကြားလာဆရာဝန်ဦးစောမောင်မှာမျက်နာ၌သွေးမရှိတကဲ့သို့ဖြူဖက်ဖြူရော်ဖြစ်၍သွားပြီလင်ကြက်သိန်းများထား၍သွားလေ၏မိမိဝင်ခဲ့သောအခန်းတကားကိုတစ်ချက်မျှလှမ်း၍ကြည့်လိုက်သည်၏တကားကိုတော့နဲ့ခတ်ထားပြီးပြီဆရာကြီးစိတ်သာချလှုပ်ဖို့များတော့စိတ်မကူးလေနဲ့ထိုအခါ၌ကဆရာဝန်ဦးစောမောင်မှာမိသည့်နင်းနေမျှလှုပ်တော့မီမဟုတ်ကြောင်းသိသည်နဲ့ ကလထိုင်ပေါ်မှဆင်းပြီးလင်မောင်လွင်အားအမျိုးမျိုးတောင်းပန်လေ၏တို့သောမောင်လွင်မှာတစုံတစ်ခုကိုပြုတ်လို့ရန်တန်ထိတ်တန်ချပြီဖြစ်သည့်တိုင်ဦးစောမောင်၏တောင်းပန်ချက်များမှာကြောက်တိုင်ကဲ့သို့သောမောင်လွင်၏အဓိဋ္ဌာန်ကိုလှုပ်ရှားခြင်းစီငါမတတ်နိုင်တော့ချေဟွန်းတော်လေတော်တဲ့လူကွယ်ကိုတေရမှာတော့တဲကြောက်တယ်ခမည်းဟာဘယ်လောက်ယုံညံ့တယ်လဲကို့အတွဲဆိုတာထားပါဦး ကိုလီမလေး20ထက်မနည်းဂျပန်ကိုပူဇော်ဖူးတယ်။အဲ့ဒီအထက်ကနှစ်ယောက်ဟာကိုဝင်ရှိပြီးအချက်မကွဲခန့်ခြင်းလို့ကိုကိုကိုတတ်သိချတယ်။ဒီအထက်မှာမဆမ်းမြင့်ဟာနောက်ဆုံးပဲ။သူဟာကြုတ်ရည်စား၊ကြုတ်အချက်၊ကြုတ်အသေးအခုသိပြီ။ခမည်းဟာကြုတ်အသေးကိုကွဲအောင်လုပ်တဲ့လူ။ဒီတော့ကြုတ်ရည်စားသေးတယ်လို့ခမည်းသိရမယ်။သို့တော့ခမည်းကိုကြုတ်မတရားမသက်ဘူး။ ခမည်းမှာမျောလင်းချက်တခုတော့ရတယ်။ခမည်းကိုကြုတ်ထားနဲ့လည်းမသက်ဘူး။တနတ်နဲ့လည်းမသက်ဘူး။ခမည်းအောက်ကုတော်ကံကခမည်းကိုစီရင်လိုက်ပြီ။ဟောဒီမှာကြည်စမ်းတန်ဖြူကြည်တော့နှစ်ခုခမည်းတဘောကြတဲ့ကြည်တော့ကို ရွေးပြီးတော့ညာဖက်လက်နဲ့နှိုက်ပြီးတော့အလိုဖျားဖျားကြုံနိုင်ရမယ်။အထင်းမှာဘာများရှိတယ်လေဗျာ။ထွေထွေထူးထူးမရှိပါဘူး။ကြည်တော့တစ်ခုမှမွေဟောက်ထည့်ထားတယ် မွေမပါတဲ့ကြီတောင်နှိုက်မိရင်တော့ခမားကန်ကောင်းတာပဲခမားအိမ်ကိုပြန်နိုင်တယ်ကျုပ်ကလူတယောက်ကိုတတ်ပေမဲ့အယမ်းမလုပ်ပါဘူးလှုပ်ပေါက်တစ်ခုတော့ပေးထားတယ်ဂိုင်းဂိုင်းဂိုင်းအချိန်မရှိဘူးနှိုက်ပြီတော့မောင်လွင်ဒီ၆လုံးပြုတ်တဲ့နှစ်ဖြစ်ဆရာဝန်ဦးစောမောင်ရဲ့နှစ်ထင်ကိုတည်၍ထားလေ၏ထိုအခါ၌ကြာဦးစောမောင်မှာအစွမ်းကုန်တောင်းလုံးလက်ရှိနေခဲ့ပြီးဖြစ်၍ဇောချွေးများပြန်ပြီးလင်း ကြည်တော့အဖုံးကိုဖွင့်သောလက်များမှာတဆက်ဆက်တုံလေရှိလေ၏။ဦးစောမောင်သည်တခဏမျှတွေးဝေ၍နေပြီးနောက်ကြည်တော့တစ်ခုကိုရွေးပြီးလင်အတွင်းသို့လက်ဖြင့်နှိုက်လိုက်လေ၏။ထိုခဏ၌အောင်မလေးခမတေးပါပြီဟုငယ်တန်ပါအောင်တစ်ချက်မျှဩလိုက်ပြီးလင်ကျမ်းပေါ်သို့လဲကျသွားလေ၏။မောင်လွင်သည်အလောင်းနှလောင်းကိုထားခဲ့ပြီးလင်မိမိခြေရာလက်ရများကိုဖျောက်ပြီးနောက် အခန်းတကားကိုအပြင်းမတုတ်ခတ်၍ဆင်းသွားလေသည်။နောက်နှစ်ရက်မြကြာသောအခါဆရာဝန်ဦးဆောင်မောင်၏အလောင်းနှင့်မဆမ်းမြင့်အလောင်းကို၁၈လမ်းရှိလေးထပ်တပ်တစ်ဆိုင်အပေါ်ဆုံးထပ်လူမနေသော အခန်းတွင်း၌ထူးဆန်းစွာတွေ့ရကြောင်းနှင့်သတင်းစာများတွင် ပါလာတွေ့မြင်ရလေသည်။ဟုတ်ကဲ့ပါခင်ဗျာ ဒီနေရာလေးမှာပဲစာရေးဆရာကြီးတကုံရွှေများရေးသားထားတဲ့ မာလိုက်သူဆိုတဲ့ဝိထုဇလံလေးပြီးဆုံးလို့တော့ပါပြီခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ